စမ်းအိမ်အောင်ပြုလို့ရသောနိုင်ငံမိတ်ဆွေတို့အနေနဲ့အတီတကျအိမ်အောင်မပြုကျင်သေးပဲအစမ်းသဘောအနေနဲ့ပဲအိမ်အောင်ပြုကျင်နေဆိုရင်တော့အီရန်နိုင်ငံမှာဆိုဖြစ်နိုင်ပါတယ်ဟုတ်ပါတယ်အီရန်နိုင်ငံမှာအတီမဟုတ်ပဲအစမ်းသဘောပဲအိမ်အောင်ပြုလို့ရတယ် အဲ့ဒီလိုအတီမဟုတ်ပဲအစမ်းလက်ထက်ကြရတဲ့အခါလက်ထက်စာချုပ်မှာပေါင်းတင်ကြမိအချိန်ကို တခါတည်းထည့်ပေးရပါတယ်။ဥပမာကိုကတစ်နှစ်ပဲလက်ထက်ကြမယ်ဆိုရင်တစ်နှစ်ပြည့်တာနဲ့လက်ထက်စာချုပ်ဟာအလိုလိုပြည့်ပြည့်ပြီးသားဖြစ်သွားပါတယ်။ကိုကဒီမျိုးသားဒါမှမဟုတ်အမျိုးသမီးကိုတလပဲပေါင်းကြည့်ချင်နေဆိုရင်တော့တလလို့ထည့်ပေါ့နော်။နောက်ထပ်ထူးခြားထားတဲ့နိုင်ငံကတော့ပြင်သစ်နိုင်ငံပဲဖြစ်ပါတယ်။ပြင်သစ်နိုင်ငံမှာချစ်သူဖြစ်ကြောင်းတရားဝင်စာချုပ်ချုပ်ဆိုထားလို့ရပါတယ်။ အဲ့ဒီလိုချစ်သူဖြစ်ကြောင်းတရားဝင်စာချုပ်ချုပ်ဆိုပြီးအိမ်နာမပြုတ်ပဲမိမိချစ်သူရဲ့တရားဝင်ချစ်သူဖြစ်နိုင်ပါတယ်။ကဲကိုမိတ်ဆွေတို့လည်းခဏတာပဲလက်ထပ်ထင်းများခြင်းရဲ့အရာတာကိုသိချင်ရင်အီရန်နိုင်ငံကို သွားကြပါလို့အကြံပေးချင်ပါတယ်။